ကျန်းခံရေးပါတီကိုစစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့တဲ့တွင်ဒေါ်အောင်ဆန်းစုကြည်ကိုကပကူလာတမကာကကဲထုတ်ဖို့တော့လုံးဆောင်နေပြီဆိုရင်အရေးပေါ်တဲ့တွင်သူတခြားသောတကယ်ကိုမှအရေးကြီးတဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါရစေ။ဟုတ်ပါရဲ့ပြည်သူတွေရေကျန်းခံရေးပါတီကိုမေအောင်လိုက်ကအာဏာသိမ်းလိုက်ပါပြီ။ လက်ရှိကြမ်းကန်ရေးပါတီမာနီယာယူထားတဲ့ဒါအစကတည်းကနေကြမ်းကန်ရေးပါတီကောင်းဆောင်ဟိုးအရင်ကတည်းကနေစူးစမ်းနေတဲ့တကယ်လို့မှအရေးကြီးတဲ့သူတွေကိုဖယ်ရှားလိုက်ပြီးတော့စစ်ကောင်စီရဲ့ဒါအငိမ့်စားဘိုးချုပ်တွေလက်ရှိဘိုးချုပ်တွေကိုဒါကျွန်တော်တို့နော်လက်ရှိရာထူးတွေကနေလည်းမပယ်ပဲနဲ့သူတို့ကဒီရွေးကောက်ပွဲမှာနော်ကိုစလဲလောင်းနေရာကနေအမျိုးမျိုးဝင်ပြိုင်ခိုင်းနေဆိုတော့ဒီကနေ့မှာတော့ကြမ်းကန်ရေးပါတီဥခင်ကြီးကပေါ့လေဒါဥက္ကဋ္ဌကြီးဥခင်ကဘာချင်းညာလာလဲဆိုရင်သူတို့ ချန့်ခံရေးပါတီဟာဒီရွေးကောက်ပွဲမှာအနိုင်ရပြီးမြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့အခါမှာဒါစစ်ကောင်စီရဲ့လက်အောက်မှာပဲဆက်လက်ပြီးတော့အုပ်ချုပ်မယ်စစ်ကောင်စီရဲ့မူဝါဒအတိုင်းပဲသွားမယ်ဆိုပြီးတော့เนาะဒါချင်းညာလိုက်တာဖြစ်တဲ့အတွက်တတော်လေးကိုဒါကိစ္စတွေကပေါက်ချသွားတာဖြစ်ပြီးတော့ဒါချန့်ခံရေးပါတီထဲမှာလည်းတတော်လေးကိုဒါစူပူတောင်းကျမှုတွေဖြစ်ပေါ်နေတဲ့အထူးသဖြင့်တော့အရင်ကတည်းကချန့်ခံရေးပါတီကိုတိုးတက်အောင်လုပ်တဲ့သူတွေနဲ့အခုเนาะမင်းအောင်လိုက်ကအကုန်လုံးဖြုတ်ချလိုက်ပြီးအစားထိုးလိုက်တာဖြစ်တဲ့အတွက်ချန့်ခံရေးပါတီကအာဏာအသိမ်းခံလိုက်ရတာ တွေဖြစ်ပါတယ်เนาะဆိုတော့ဒါစကောစကသူတို့ကသူတို့เนาะအာရာပြန်လဲတာပါပဲနောက်တစ်ခုကတော့အခုအားလုံးလေးပြချင်ပါတယ်မကြားခင်မှာအမေရိကန်နိုင်ငံကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ကြားပြန်ကောင်းဆောင်တွေကိုဒါကျွန်တော်เนาะသူတို့ဖြစ်တော့ဆော့ချစ်သူလို့အဖွဲ့ပေါ့ဗျာမောင်းလိုက်တာနဲ့တမီရောပါပါတယ်သူတို့တွေကိုဖမ်းဆီးဖို့အတွက်အထူးသက်ပွဲကိုလှုပ်ပါတော့မယ်ဆိုတော့အခု UN ကမှလဲတာထူးထူးခြားခြားပေါ့ဗျာဒါဥတုံမထွန်းတို့ကတောင်းဆိုမှုနေတော့ဆဲဆွတီကိုကဲတင်ဖို့အတွက်ထပ်မံပြီးတော့ကမ္ဘာကုလသမဂ္ဂကလှုပ်ဆောင်ပါချေချောင်းနဲ့ မနေ့ကလည်းဦးကျော်မိုးထုံးက ICC မှာပေါ့ဗျာဒါမင်းအောင်လှိုင်တို့ကိုဖမ်းဝင်းရထုတ်ပြီးတော့တောင်းဆန်းစုကြည်ကိုတရားရုံးကိုခေါ်ပြီးတော့လွှတ်ပြဖို့အတွက်ဒါတောင်းဆိုမှုတွေများစွာလှုပ်ဆောင်ခဲ့တယ်ပေါ့နော် တစ်ဖက်မှာလည်း main online တို့က MNDAA เนาะသူတို့ ਨੇ ပြဿနာတင်နေပါတယ်လာရှုံမြို့မှာเนาะမမဆိုရင်တရုတ်ရဲ့အကူအညီနဲ့ MNDAA ကဗျာလာရှုံမြို့ကဆုတ်ပေးလိုက်ပြီเนาะကျွန်တော်အဲ့ဒီလာရှုံမြို့မှာတော့ MND ကမနေတော့ဘူးလာရှုံမြို့ပြင်ပမှာ MND စက်သက်ရှိနေတာကို main online တို့ကเนาะအဲ့မှာနေခွင့်ထပ်မံပြီးတော့မပေးဘဲနဲ့ထပ်မံပြီးတော့ပို့တိုင်မှုတွေဖြစ်ပြီးပြန်လည်ပြီးတော့เนาะစပွဲတော်စတယ်เนาะခြားသီးရတယ်ပေါ့เนาะအဲ့စားကလေးကနေမြေတော့တရုတ်အကူအညီနဲ့ရထားပြီးတော့ထပ်မံပြီးတော့ MND ကိုအဲ့ဒီအနီးနားမှာတော့မလို့ ိုချင်သေးဘူးဆိုတော့တသနာကတော့